တော်လိုင်းရင်အတွင်းကလိမ်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအတွက်ထိရောက်တဲ့အရေးယူမှုမရှိဘဲလူမှုရေးပြစ်ဒဏ်သာပေးနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့အမျိုးသမီးအရေးလှုပ်ရှားသူတွေကပြောကြပါဗျ။ကိခိုင်သတင်းပေးပို့ထားပါရရှင်။ 2020တခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံအနှံ့မှာပဋိပက္ခတွေတိုးမြင့်ဖြစ်ပေါ်လာတာနဲ့အမျှအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေရဲ့နေစဉ်ဘဝလုံခြုံရေးကလည်းတစ်နှစ်တခြားစိုးရိမ်ဖွယ်ရှိလာနေပါတယ်။အမျိုးသမီးတွေလိမ်ပိုင်းဆိုင်ရာကျူးလွန်နှောက်ယှက်ခံနေရတဲ့ဖြစ်စဉ်တွေထဲမှာစစ်ကောင်စီဘက်ကသာမကပဲတော်လေရေးအင်အားစုအတွင်းမှာလည်းဖြစ်ပေါ်နေပေမယ့် ထိရောက်တဲ့တရားစီရင်မှုနဲ့အရေးယူမှုတွေမရှိသေးဘူးလို့အမျိုးသမီးအဖွဲ့အစည်းတွေကထောက်ပြပြောဆိုလာကြပါတယ်။ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကလည်းတက်ကြော့လှူရှားသူလေးဖြစ်တယ်လို့တော်လရင်နေမြေအတွင်မှာဓပုံရှိုက်ကူးနေတဲ့ဓပုံဆရာမောက်ခဲဝော်ခေါ်ကိုမင်းသူကျော်ကျူးလွန်ခဲ့တဲ့လိန်ပိုင်းဆိုင်ရာပြစ်မှုတွေအပါအဝင်တခြားပြစ်မှုတွေကိုပါအရေးယူပေးဖို့ကင်းရင်ပြေဂျာကာလာအုပ်ချုပ်ရေးကောင်စီအိုင်အင်းစီကိုဂျန်နာတရားမြတ်တရဲ့ဆိုင်ရာအဖွဲ့အစည်းစေဖွဲ့ကတောင်းဆိုခဲ့ကြပါတယ် လူငယ်ဒရိုင်းတာနဲ့တက်ကြော့လှူရှားသူတဦးဖြစ်တဲ့မောင်ခဲဝေါ်ခေါ်ကိုမင်းသူကျော်ဟာလိန်ပိုင်းဆိုင်ရာအမျက်ထုံမှုမဖွေမရပြုမှုအကြမ်းဖက်မှုငွေကြေးအလေးသုံးစားမှုတွေကိုကျူးလွန်ခဲ့တယ်လို့အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကာယကံရှင်ဓပုံဆရာမောင်ခဲဝေါ်ကတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတောင်းပန်ကြောင်းရှင်းတာထားတော့ကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကာယကံရှင်မောက်ခမ်းဝတ်ကိုဒီပူပီကဆက်သွေးမေးမြန်းခဲ့ပေမယ့်ပြန်လည်ဖြေကြတာမရှိပါဘူး။လိမ်ပန်းဆိုင်ရာကျူးလွန်မှုတွေလျော့နေလောက်ဘလို့မျိုးတားဆီးကောက်ွေးရမလဲဆိုတာနဲ့ပတ်သက်ပြီးလူမှုအတိုင်းဝိုင်းတဲ့အပအဝင်တော်လေရဲ့အင်အားစုတွေဂျားတင်းမှာလည်းဆွေးနွေးတိုင်ပင်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ Gender Equality Network GEN ရဲ့ Driver မမစ်ဘေဖြူကသုံးသပ်ပြောဆိုပါတယ်။ ခုလိုမျိုးကျူးလွန်တဲ့သူကိုကျမတို့ကဖော်ထုတ်ပြီးတော့ဒီလူမှုရေးပြစ်ဒဏ်ပေးတာကပဲလက်ရှိမှာဖြစ်နိုင်တဲ့အနေအထားမျိုးဟိုဖြစ်နေတာလည်းတော်တော်လေးဝမ်းနည်းစရာတော့ကောင်းတယ်ပေါ့နော်တရားဥပဒေစိုးမိုးရေးလည်းမရှိဘူးတရားစီရင်စနစ်ကလည်းခိုင်မာမှုမရှိဘူးအဲ့တော့ social media platform တွေကနေပေါ့နော်ထုတ်ပေါ်ပြောဆိုရဲလာအောင်ကျူးလွန်ခံရတဲ့သူတွေကိုနှစ်နာတဲ့သူတွေကို တိုက်တွန်းအားပေးတာနှစ်သိမ့်တာကျူးလွန်တဲ့သူတွေကိုလည်းလူမှုရေးပြစ်ဒဏ်အားဖြင့်ပေါ့နော်တော်လိုင်းရေးအဝန်ဝိုင်းထဲမှာအရေးကြီးတဲ့ ခန်းကဏ္ဍတွေမှာ ပါဝင်ဥဆောင်စီခြင်းမပြုတ်ဖို့အတွက်ပေါ့နော်တိုက်တွန်းတာဒါတွေကပဲကလှုပ်လို့ရတဲ့အရေးယူမှုပုံစံတွေလို့တော့ဖြစ်နေတယ်ပေါ့နော်တကယ်တကယ်တမ်းမှာဒီထက်ပိုပြီးတော့ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလုံနိုင်တဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပဋိပက္ခကာလအတွင်းလိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုစစ်တပ်ကရည်ရွယ်ချက်ရှိရှိကျူးလွန်နေတာတွေတွေ့နေရတယ်လို့ပဲတရားဥပဒေစိုးမိုးမှုအားနည်းတဲ့ဒေသတွေမှာလည်းတော်လေရင်အင်အားစုတွေကအခွင့်ကောင်းယူပြီးလိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်နေတာတွေကတစ်နှစ်ထက်တစ်နှစ်မြင့်တက်လာနေပါတယ် ဒါကြောင့်လိန်ပိုင်းဆိုင်ရာအကြံဖက်မှုကျူးလွန်တဲ့ဘသူကိုမဆိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်တင်တယ်လို့ Women Advocacy Coalition မြန်မာ WACM ရဲ့ Trainer Dr. ခင်လေးကပြောပါတယ်။ ထူးသဖြင့်အမျိုးသမီးတွေနဲ့ကလေးငယ်တွေပေါ်မှာအခုလိုမျိုးမဖွဲမရပြုလုပ်တာညှဉ်းပန်းနှိပ်စက်တာအကြမ်းဖက်တာဒါမျိုးတွေကျူးလွန်လာပြီဆိုရင်တော့နင့်နာသူတွေကအတန်တိတ်မနေပဲအခုလိုမျိုးပေါ့နော်လူသိရှင်စာထုတ်ဖော်တာအေးအေးယူဆောင်ရွက်တာနော်ဒီကျူးလွန်သူဟာတက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုခုမှာတာဝန်ရှိတဲ့သူဖြစ်မယ်ဆိုရင်အဖွဲ့အစည်းကိုယ်တိုင်ကနေမှသူတို့ရဲ့ဥပဒေလောက်ထုံးလုပ်နေတဲ့တတိကျစအေးအေးယူတာမျိုးနောက်တစ်ခါလူမှုရေးပြစ်ဒဏ်ပေးတာပေါ့ ပေါ့နော် social punishment လောက်တာမျိုး white collar လောက်တာသူလုံဆောင်နေတဲ့ကိစ္စအားလုံးကိုပေါ့နော်သူကဟိုအမှုပညာရှင်တယောက်ဖြစ်မဲ့ဆိုလဲသူ့ရဲ့အမှုပညာကိုအားမပေးတာမျိုးလုပ်တင်တယ်ဒါအပြင်ကျူးလွန်ခံရတဲ့နှစ်နာသူကိုလည်းသင့်တော်တဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကုစားမှုတွေကိုထိထိရရလုပ်ပေးတင်တယ်လို့ဆိုပါတယ်။တော်လေရေကိုအကြောင်းပြတာတွေအပါအဝင်ရာထူးအာနာ နေရာနဲ့အသက်အရွယ်ငွေကြေးပိုင်ဆိုင်မှုတွေလုံခြုံရေးတင်ကျပ်မှုအခြေအနေတွေကိုအကြောင်းပြုပြီးအခွင့်ကောက်ရှုကရည်ရွယ်ချက်ရှိရှိကျူးလွန်နေသူတွေကိုချင်းချက်မရှိလက်မခံခြင်းမူအားနဲ့ထုတ်ဖော်အရေးယူရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပဋိပက္ခကာလအတွင်းလိမ်ပိုင်းဆိုင်ရာအကြံဖက်မှုတွေကိုလက်နက်တပွဲအသုံးပြုတာဟာပြင်းထန်ဆိုရတဲ့လူအခွင့်ရေးချိုးဖောက်မှုတွေဖြစ်တဲ့အပြင်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့စိတ်အယားဆုံးမှုလည်းမြောက်ပါတယ်။ဒီလိုပဋိပက္ခနဲ့ဆက်နွယ်ပြီးလိမ်ပိုင်းဆိုင်ရာအကြံဖက်မှုကျူးလွန်သူတွေကို ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေမပြုလုပ်နိုင်ခဲ့ပဲပြည်တဲ့ကင်းလွတ်မှုတွေရရှိနေတာကြောင့်အခုလိုဖြစ်ရတွေဟာတော်လေရေးကာလမှာပုံမဆူရောသော ဖြစ်ပေါ်နေတာဖြစ်တဲ့ဆိုတဲ့သုံးသင်ချက်တွေလည်းရှိနေပါတယ်တဖက်မှာလည်းလိမ်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအရေးယူဆောင်ရွက်ပေးနိုင်ဖို့အတွက်အရင်ဆုံးအမှုဖွင့်တိုင်ကြားဖို့လိုအပ်တယ်လို့ကရင်နီပြည်ဂျားကာလာဥရှိုရေးကောင်စီ IEC ရဲ့အတွင်းရင်းမှုနဲ့ကုပညာက DBB ကိုပြောပါတယ် အော်တခြားတစ်ခုကတော့တိုင်ကြားတဲ့တူတစုံတရာကတော့ရှုဖို့လိုအပ်တယ်။ကာယကံရှင်ကိုနိုင်တော့မဟုတ်လဲတစ္ဆန်မိပရှုမျိုးတိုင်ဝဲပေါ့နော်။အာအဲ့ဒါကိုကျွန်တော်ပူပြီးတော့မှဖြစ်စေချင်တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တရားမတမ်းမြတ်မြတ်တမ်းမှုကိုကျွန်တော်ဖော်ရတယ်မှာကျွန်တော်ကိုနိုင်ကဒီပေါ့ပါဖို့လိုအပ်တော့မဟုတ်ကျွန်တော်အတန်အမလိုက်ပြီးတော့ဖန်းကားတွေတော်တော်လို့မရတာဟာတွေအများကြီးရှိတယ်။ အဲ့ဒါကလည်းခဏပြောတက်ဖွဲ့ဝင်ကြမှာလဲအာကျွန်တော်ကြမှာလဲညနေဆွေးနွေးရတဲ့ဟာတွေပိုင်းနေရှိသလိုတက်ဆိုင်ရပေါ့နော်ကျွန်တော်ဒီဟို IC မှာ trip in ဒီခုတရားတွေစုမှုရေကိုပရမဆင်းအာချစ်ချပေးနေတဲ့ case ပြပါ credit state police မှာလဲလာပြီးတော့မှတိုင်ကြတာတွေအာလှုပ်ဆင်ခြင်းနဲ့အကောင်းဆုံးကတော့တက်ဖွဲ့ဝင်တွေအနေနဲ့သူတို့ရဲ့ဒီတက်ဖွဲ့ဝင်တိုင်းမှာသူလိုက်နိုင်ရမယ်တက်ပိုင်းဆိုင်ရာကျင့်ဝတ်တွေရှိတယ်ပေါ့နော်အာအဲကြောင့်မို့ဟိုဒီလိုမျိုး ချုပ်ဖောက်မှုတွေအလွယ်တုံ့ဆမ်းမှုတွေတွေ့မယ်ဆိုတော့သူကထုတ်ထုတ်ပြတာနဲ့မပြီးတင်မှုပေါ့နော် ပဋိပက္ခအတွင်းလိမ်ပန်းဆိုင်ရာအကြမ်းဖက်မှုကလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ဆေးရသွေးမှုတစ်ခုဖြစ်တယ်လို့ပြီးခဲ့တဲ့2008ခုနှစ်ဇွန်လ16ရက်နေ့မှာကုလသမဂ္ဂလုံခြုံရေးကောင်စီကသတ်မှတ်ခဲ့ပါတယ်။ဒါကြောင့်ဒီကနေ့ဇွန်လ16ရက်နေ့ကိုပဋိပက္ခအတွင်းလိမ်ပန်းဆိုင်ရာအကြမ်းဖက်မှုပေါပြောက်ရဲ့အပြည့်ပြည့်ဆိုင်ရာနေ့အဖြစ်သတ်မှတ်ခဲ့ကြတာလေးဖြစ်ပါတယ်။ကျွန်မကကြေခိုင်ပါရှင်။